မန်ချက်စတာ United ကိုရနယ်ဒိုဝယ်တင်တယ်။ဗြိတိန်များလုံးပဲမိင်္ဂလာများမန်ချက်စတာဖော့စ်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်အသင်းသင်းမှာကစားသမားတွေနဲ့နေပြအပြင်နောက်ထပ်အရေးကြီးတဲ့နေရာတစ်ခုကတော့အသင်းပိုင်ရှင်နေရာဖြစ်ပါရင်ဘောလုံးလောက်ကရဲမှာအသင်းပိုင်ရှင်ပြောင်းလဲပြီးတဲ့နောက်တိုးတက်သွားတဲ့အသင်းတွေရှိကြသလိုဆော့ရုပ်ပြက်စီးသွားတဲ့အသင်းတွေလည်းအများကြီးပါပဲ။အသင်းပိုင်ရှင်တယောက်ကလည်းအသင်းရဲ့အောင်မြင်မှုကိုနောက်ကွယ်ကနေပံ့ပိုးပေးနေကြတဲ့သူတွေဖြစ်ပါရင်မန်ချက်စတာ United ကိုစာရင် Regulator ဝယ်ယူပြီးစီမံခန့်ခွဲမှုတွေကိုအလုံးစုံချုပ်ကန့်လိုက်တဲ့အခါမှာခေတ်တစ်ခုစတင်ခဲ့ပါရင် ဘောလုံးမတွေလည်းအကဲတစ်ခုကိုပါဝင်တီဆောင်ရေးမှစိတ်ဝင်စားလာကြတဲ့အခါ United တီဆောင်ရေးမှပါဝင်ဖို့အကြံပေးသူတွေရှိလာပါတယ်။ဒီတော့ Man United ရဲ့ဂုဏ်တစ်ခုဖြစ်တဲ့ကမ္ဘာကောင်းဆုံးကစားမှာ Christian Ronaldo ဟာ Manchester United ရဲ့ပိုးရဲပိုင်ရှင်တယောက်ဖြစ်လာပြီးတဲနီလိုစီပြန်လည်ပူးပေါင်းလို့အသင်းကိုကယ်တင်ပေးတင်ကြောင်းပြောလာသူတွေရှိလာပါတယ်။ပရီးစ်ဝါစတာဟာအူတရာဖိုကနဲ့ကစားသမားရဲ့အမြင့်ဆုံးအောင်မြင်မှုတွေစီကိုတက်လန်းနိုင်ခဲ့ပါတယ်။ဘရန်ဒွန်အသွေးပွားရဲ့ပထမဆုံးအောင်မြင်မှုကြီးတွေကို United နဲ့ရယူခဲ့တာပါ။ဒီကနေ့ Real Madrid ကိုပြောင်းရွှေ့ခွင့်ရရှိခဲ့ပြီးကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဖက်ရှင်ရောင်းရတဲ့အတွက်မန်ချက်စတာယူနိုက်တက်ကိုဒုတိယအကြိမ်ပြန်ရောက်လာတာအမှားတစ်ခုလို့အားလုံးကပြောကြပါတယ်။ဗရန်တိုဟာအသင်းကိုသူတအားသိရဲ့ကယ်တင်ပေးခဲ့ပေမဲ့လည်း2020နှစ်နိုဝင်ဘာမှာပီယာမော်ဂန်နဲ့အင်တာတစ်ခုဖြစ်ရင်ယူနိုက်တက်နဲ့ခေဗင်လန်ခွဲကိုရောက်ဖို့ဖြစ်သွားခဲ့ပါတယ်။ယူနိုက်တက်ဘက်ကလည်းရော်နယ်ဒိုရဲ့အမှန်တရားတွေကြောင့်လက်မခံနိုင်ဖြစ်ခဲ့ရသလိုနီးပြအရစ်တန်နဲ့လည်းဘလို့မှအဆင်ပြေနိုင်တော့တာကြောင့်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့ကြပါတယ်။ဘယ်တော့ကလည်း sorry pro league ကိုပြောင်းရွှေ့သွားခဲ့ပြီးရင်းမြစ်အစ်မကစားသမားတွေအစ်စ်ပြောင်းရွှေ့စရာလေးအစ်စ်တစ်ခုကိုရှာဖွေပေးခဲ့ပါတယ် ဗော်လုံးရီယား၅ချိန်ရရှိထားတဲ့စင်ကြီးရော်နယ်တို့ဟာအသက်၄၀ကျော်အရွယ်မှာတော့ဆက်လက်ချေဆွမ်းပြနေပါတယ်။ ဆော်နီရဲ့ဂိုးသွင်းပြင်အသင်းဖြစ်လာတဲ့ရနဲဒိုကသွင်းကို1000ခီးကိုဆက်လက်ရှောင်လန်းနေတယ်လို့2026ကမ္ဘာ့ဖလားကိုလည်းပေါ်တူဂီအသင်းနဲ့အတူပါဝင်ကစားနိုင်ဖို့အားခေထားပါတယ်ရနဲဒိုကအခုချိန်မှာဘောလုံးဆက်ကစားဖို့တက်ချွတ်နေသေးပေမဲ့ဒီချိန်မှာတော့အနားယူဖို့ဆိုတာဖြစ်လာမှာပါရနဲဒိုလိုကမ္ဘာ့အကောင်းဆုံးကစားမတစ်ယောက်အတွက်ဘောလုံးလောကကနေအနားယူတော့မြက်ခင်းပြည်နယ်ရဲ့အဝင်းမှာအကြာကြီးမနေနိုင်ဘူးဆိုတာကလည်းသိသာနေပါတယ်ပရိသတ်တော်တော်များကရနဲဒိုကိုနီးပြားတယောက်ဖြစ်ပြန်လာမယ်လို့ထင်ကြပေမဲ့ရန်ဒိုကတော့ဒီလိုမလို့ချင်းချောင်းသူ့ရဲ့ YouTube channel မှာပြောခဲ့ပါတယ်။ရန်ဒိုဖြစ်ချင်တာကအသင်းပိုင်းရှင်လိုနေရဖြစ်ပြီးဒီအတွက်လဲရန်ဒိုမှာဖန်တီးနိုင်တဲ့အင်အားပြည့်ရှိနေပါတယ်။ ရနေဒိုပရီးမီးယားလိဂ်ကိုစတင်ရောက်ရှိနေတဲ့ကာလမှာအတူတူကစားခဲ့တဲ့ Fortune ဟာ Wine Sport Interview မှာ CR7 ရဲ့အနာဂတ်ကိုသုံးသပ်ပြောလာခဲ့ပါတယ်။ Fortune ကရနေဒိုကနီးပြားတယောက်လုံးချင်နေဆိုရင်လုံနိုင်မယ်သူလို့ယုံကြည်နေပါတယ်။ရနေဒိုကသူ့စိတ်ထဲရှိတာဘာမဆိုကိုဖြစ်အောင်လုံနိုင်ဆောင်နိုင်ပြီးဒါကိုသူ့ကစားသမားဘွားတချို့မြင်တွေ့ခဲ့ကြပြီးပါပြီ။ Manchester United မှာရနေဒိုကပိုးတဲ့ပိုင်ရှင်တယောက်ဖြစ်လာနိုင်ပါတယ်။ရနေဒိုကဘောလုံးလောကအတွက်အန်ဟော့စရာတွေယူဆောင်လာပေးတယ်လို့သူ့ရဲ့မွေးချင်းအင်အားကလည်းဘာမဆိုဖြစ်လာနိုင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့သူကအသင်းကိုချစ်လို့ပါ။အသင်းကလည်းသူ့ကိုချစ်နေတော့ပဲဖြစ်ပြီးမန်ချက်စတာမှာရနယ်ဒိုအတွက်အန်အောလောင်းဆရာအမှတ်တရတွေအများကြီးရှိနေပါတယ်။တကယ်လို့နောက်ကွယ်မှာသူ့အတွက်အခွင့်အရေးရှိမယ်ဆိုရင်ဒီအခွင့်အရေးကိုသူအရယူပြီး United ကိုဝယ်ပါလိမ့်မယ်လို့ Fortune ကပြောခဲ့ပါတယ်။ရနယ်ဒိုဟာကမ္ဘာဝင်ဝင်အကောင်းဆုံးကစားမတစ်ယောက်ဖြစ်တော့ကမ္ဘာလောကလားဆာအများဆုံးကစားမလည်းဖြစ်ပါရင်ရနယ်ဒိုက2025မှာလက်ရှိအသင်းအန်နန်ဆာနဲ့စာချုပ်ကုံဆုံးတော့မှာဖြစ်ပြီးအရှိလေပိုင်းကနေပြန်လာတော့မယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်နေပါရင်ရနယ်ဒိုကကလပ်ဝေါ်ကပ်အသစ်မှာပါဝင်ကစားဖို့အတွက်အခွင့်အရေးတွေလည်းရှိနေပါရင် United ကတော့ Sajer Reckling နဲ့ iOS ကကလေးစားမိသားစုရဲ့ရှယ်ယာတချို့တစ်ဝက်ကိုဝယ်ယူထားပြီး United ပိုင်ရှင်အဖြစ်အသင်းကိုစီမံခန့်ခွဲလိုက်တာအစိုးရဆုံးရာသီအဖြစ်အစဉ်76ကနေရာသီတင်ရတော့မှာဖြစ်ပါရင်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါမြောင်ဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Football Show Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။